ရသခင်ဂျေဇုတော်ချီးမွမ်းပါတယ်ကျွန်တော်နောက်ကဘတ်တော်အဖြစ်သူတို့ကအစဉ်ချင်းခွန်အားယူပွဲအတွက်ယောရှုမတ်စာခန်းကြီး14အပိုင်းငယ်14တို့ဖြစ်၍ကေနတ်မျိုးယေဖုနာဤသားကာလတ်သည်ဤဒေလာမျိုးဤဖျားသခင်ထတော်ဖျားနောက်တော်တို့လုံလုံလိုက်တော်ကြောင်းဟေပြုံပြည်သည်ယနေ့တိုင်အောင်ကာလတ်ဤအမွေမြေဖြစ်တည်ကျွန်တော်ဒီနောက်ကဘတ်တော်မှာကာလတ်ဆိုတဲ့လူတစ်ယောက်ကြောင့်တွေ့ရပါတယ်သူကထူးခြားတဲ့လူဖြစ်တယ် ဘုရားသခင်ထတော်ဘုရားနောက်တော်တို့လုံလုံလိုက်တယ်လို့ကျမ်းစာကမှတ်တမ်းတင်ထားပါတယ်။လုံလုံလိုက်တယ်ဆိုရင်အတိတ်ပဲကတော့ဘဝတရားထဲမှာဘလို့အခက်ခဲဘလို့ပြဿနာပဲရှိပါစေ။ဘာပဲကြုံရကြုံရဘုရားနောက်ကိုဒီဇိုင်းမမတ်ယုံကြည်ခြင်းမယိုင်မလဲပဲနဲ့လိုက်လျှောက်ခဲ့တဲ့အတ္တတာဖြစ်တယ်ဆိုတော့တွေ့ရပါတယ်။ဒါကြောင့်မိုးတဲ့ဘုရားသခင်ကဟေပြုံပြီကိုကာလက်ကိုအမွေပေးလိုက်တယ်ဆိုတာတွေ့ရတယ်။မောရှိဥဆောင်မှုဖြင့်ဣသရေလလူမျိုးတွေကအေဂုတုပြည်ကနေခါနန်ပြည်ကိုဘုရားပို့ဆောင်ခဲ့ပါတယ်။ ခါနန်ပြည်နယ်နမိတ်နာရောက်တဲ့ချိန်မှာမောရှိကသူ့လက်ထက်မှာခေါင်းဆောင်12ယောက်ကိုဆေးလုပ်ခဲ့ပါတယ်အဲ့ဒီထဲမှာယောရှုနဲ့ကလည်းပါသွားတယ်ဒီ12ယောက်ပြန်လာတဲ့ခါမှာ10ယောက်အဖွဲ့ကခါနန်ပြည်မှာတွေ့ခဲ့ရတဲ့အရာတွေကိုပြန်ပြောတယ်ဟာသူတို့စားတဲ့အစားအစာတွေသူတို့နေတဲ့အရာတွေသူတို့သုံးတဲ့လက်နက်တွေဟာတကယ်ကြီးမားတဲ့လူမျိုးတွေဖြစ်တယ်ဆိုတော့ကိုသူတို့တွေ့တဲ့ခါမှာသူတို့ကြောက်ကြတယ်အဲ့ဒီချိန်မှာကာလတ်ကပြောလို့ဆိုရင်တောလျာကျန်းခန်းကြီး73အပိုင်ငယ်30မှာ ကာလကလည်းချက်ချင်းฉี่ตွား၍ထိုပြည်ကိုသိမ်းယူကြဆိုအောင်နိုင်ကောင်းသည်ဟုဆို၍မောရှိရှိမှလူများတို့ကိုငိမ့်စေ၏လူတွေကကြောက်လန့်ပြီးတော့ဒီအာနာကလူမျိုးတွေကတိတ်ကြီးမားတယ်လို့ကြောက်နေတဲ့အချိန်မှာမောရှိတောင်ဘာပြောအောင်မှမသိတဲ့အချိန်မှာကာလက အာချက်ချင်းฉี่ตွားလို့ကောင်းပါတယ်ငါတို့နိုင်နိုင်နေလူတွေလူတွေကိုငိမ့်စေတယ်လို့ကျမ်းစာထဲမှာရေးပါတယ် ဒါကြောင့်မို့ကာလတ်ကရန်သူကိုမကြောက်ဘူးဆိုတာတွေ့ရ။ဘာကြောင့်မကြောက်လဲဆိုရင်သူ့ရဲ့ဘဝအတ္တတာထဲမှာဖျားကိုစိတ်ချတယ်။ဖျားကိုခိုလုံတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့ကာလတ်ကအသက်85နှစ်ထိတိုင်အောင်ကျန်းမာစေ၊တန်မာစေဆိုတာတွေ့ရတယ်။ဒါကြောင့်မို့ယောရှုနဲ့အတူခါနန်ပြည်ထဲကိုသူကဝင်စား권ရပါတယ်။ကျွန်တော်ခါနန်ပြည်ကိုစူးစမ်းတဲ့လူတွေအားလုံးတောထဲမှာအကုန်သေးတယ်။အေဂုတုမှာကြုံခံခဲ့တဲ့လူတွေအားလုံးတောထဲမှာအကုန်သေးတယ်ဆိုတာတွေ့ရတယ်။အသက်20အောက်ကလေးတွေနဲ့ လူဟောင်းဆိုလို့ယောရှုနဲ့ကာလတ်ကလည်းခါနန်ပြည်ကိုဝင်စားခွင့်ရတယ်ဆိုတာတွေ့ရတယ်။ခါနန်ပြည်ကိုဝင်စားတဲ့အခါမှာကာလတ်ရဲ့အသက်က85နှစ်ရှိပါပြီ။သူကဘာကိုတောင်းဆိုလဲဆိုရင်အဲ့ဒီဟေဗျုံတောင်းကိုကျွန်တော်ပေးပါ။ဟိုးတစ်ခေါက်မောရှိဆေလွတ်တုံးကကဲ့သို့ကျွန်တော်ကခွန်အားနဲ့ပြည့်နေသေးပါပဲ။ဒါကြောင့်ဒီတစ်ခေါက်မှာတော့ဒီအာနာကလူတွေကိုကျွန်တော်တိုက်ထုတ်ပြီးတော့ဒီတောင်းကိုကျွန်တော်သိမ့်ပိုက်ပေးရစေ။အဲ့ဒီခါမှာယောရှုကလည်းသဘောတူပြီးတော့ဖျားသခင်ကလည်းဒီကာလတ်ကို ဟေပြုံတောင်ကိုဟေပြုံပြည်ကို အမွေပေးခဲ့တယ်ဆိုတာတွေ့ရပါတယ်။ကျွန်တော်ဟေပြုံနဲ့ပတ်သက်ပြီးတော့ထူကြတဲ့အချက်တွေရှိပါတယ်။ဟေပြုံပြည်နဲ့ပတ်သက်ပြီးတော့ထူကြတဲ့အချက်တွေရှိတယ်။ကပောက်ကျန်ခိုင်း73မှာကျွန်တော်ကြည့်တဲ့အခါမှာအပိုင်ငယ်14 18ကိုကြည့်တဲ့အခါမှာလောတာနဲ့အာဗြဟံနဲ့ခွာသွားပြီးမှတဲ့ဘုရားသခင်ကအာဗြဟံကို ကောင်းကြီးပေးတယ်ဆိုတဲ့အကြောင်းကိုရေးထားပါတယ်။ဘုရားသခင်ကတဲ့ဒီလောတာနဲ့အာဗြဟံနဲ့နေမြေ မဆန့်တဲ့အခါမှာလော်တာကတော်ရုံနဲ့ဂေါမောရာမျိုးကိုတွားပြီးတော့ရွေးချယ်ပြီးတော့နေထိုင်တဲ့အခါမှာလော်တာသည်တဲ့အာဗြဟံနဲ့ခွာသွားပြီးမှထော်တော်ဖျားကအာဗြဟံကို ကောင်းကြီးပေးတယ်။ကပောက်ကျန်ခိုင်း73ကိုကျွန်တော်ကြည့်တဲ့အခါမှာအာဗြဟံသည်တဲ့ဟေဗျုံမြို့နိုင်နေထိုင်ပြီးတော့ရစ်ပလင်ကိုတီးပြီးတော့ဖျားသခင်ကိုကိုးကွယ်ခဲ့တယ်လို့ကျွန်တော်တမန်ကျမ်းစာထဲမှာတွေ့ရပါတယ်။ဒါကြောင့်မို့ဟေဗျုံရဲ့အတိတ်ပဲကဖျားသခင်ကောင်းကြီးမြင်္ဂလာစီးစင်းတဲ့နေရာဖြစ်တယ်။အာဗြဟံကိုဖျားသခင်က ဟေပြုံမှာနေထိုင်တဲ့အခါမှာကောင်းကြီးမင်္ဂလာပေးခဲ့တယ်လောတာကတော့တောရုံနဲ့ဂေါမောရာကိုရွေးချယ်လိုက်တယ်အာဗြဟံကတော့ဟေပြုံမြို့မှာနေထိုင်တယ်ဆိုတာတွေ့ရဒါကြောင့်မို့ဟေပြုံရဲ့အတိတ်ပဲပထမတစ်ချက်ကတော့ကောင်းကြီးမင်္ဂလာနဲ့သက်ဆိုင်တယ်ဒုတိယတစ်ချက်ကတော့ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး၅အပိုင်ငယ်၃မှာဣသူလရှင်ဘုရင်ဒါဝိတ်ကိုဖျားသခင်ဘုရင်အဖြစ် ချီးမြှောက်ပြီးတော့လူတွေကသူ့ကိုဘယင်အဖြစ်ဗိသိက်ပေးခဲ့တဲ့နေရာကဘယ်နေရာလဲဆိုရင်တော့ဟေပြုံမြို့မှာလို့ကျွန်တော်တို့မှကျမ်းစာထဲမှာတွေ့ရပါတယ်။ဒါဝိတ်ကဣသေယလူမျိုးတွေရဲ့ဘယင်စဖြစ်တဲ့နေရာကဟေပြုံမြို့ဖြစ်တယ်။ဒါကြောင့်မို့ဟေပြုံကဘုရားသခင်ရဲ့ချီးမြှောက်ခြင်းနဲ့ဆိုင်တဲ့နေရာလေဖြစ်တယ်လို့ကျွန်တော်ဒီဝိညာဉ်ရေးအတိတ်ပဲမှာတော့တွေ့ရပါတယ်။ဒါကြောင့်မို့ဟေပြုံသည်ဘုရားကောင်းကြီးနဲ့ဆိုင်တဲ့နေရာဖြစ်တယ်။ဟေပြုံသည်ဒါဝိတ်ဘယင်စဖြစ်တဲ့နေရာဖြစ်သောကြောင့်ချီးမြှောက်ခြင်းနဲ့ဆိုင်တဲ့နေရာလေဖြစ်တယ်။ ဒါတွေမကသေးပါဘူးယောရှုမဆာခန်းကြီး21အပိုင်ငယ်73ကိုကြည့်တဲ့အခါမှာဘုရားသခင်ကဣသရေလလူမျိုးတွေကိုခိုလုံရမျိုးတွေထားဖို့အတွက်ညွှန်ကြားထားပါတယ်ခိုလုံရမျိုးဆိုတာကတော့အမတ်တမဲနဲ့လူသက်မိတဲ့သူကအဲ့ဒီမျိုးမှာသွားပြီးတော့ခိုလုံလို့ရတယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်အမတ်တမဲမတော်တဆလူသက်မိတဲ့လူတယောက်ကခိုလုံလို့ရအဲ့ဒီခိုလုံရမျိုးထဲမှာဟေပြုံမျိုးကပါတယ်ဆိုတော့ကျွန်တော်တမန်ကျမ်းစာမှာတွေ့ရပါတယ်ယောရှုမဆာခန်းကြီး21အပိုင်ငယ်73မှာကြည့်တဲ့အခါမှာ ဟေပြုံမြို့ဟာခိုလုံရမြို့ဖြစ်တယ်။ဒါကြောင့်မို့ဟေပြုံရဲ့နောက်ထပ်အတိတ်ပဲတခုကတော့ဖျားသခင်ကွဲကာခြင်းမဆာခြင်းကိုခံရတဲ့နေရာဖြစ်တယ်။ဒါကြောင့်မို့ချစ်သောညီကောင်ရောက်စီတိုင်းကာလတ်ကဖျားသခင်ထော်တော်ဖျားနောက်တော်ကိုလုံလုံလိုက်တဲ့အတွက်ကြောင့်ဟေပြုံကိုအမွေခံရတယ်။လုံလုံလိုက်တဲ့ဆိုတဲ့အတိတ်ပဲကတော့ဘလို့အခက်ခဲပဲရှိရှိဘလို့ပြဿနာပဲရှိရှိဖျားနောက်ကိုပဲဒီဇိုင်းမမတ်ယုံကြည်ခြင်းမယိုင်မလဲပဲနဲ့လိုက်ခဲ့တယ်ဆိုတဲ့အသက်တာဖြစ်ပါတယ်။သင်လည်းဒီနေ့ ကဘာကြီးမှာခက်ခဲတဲ့ကာလမှာမအေးရမှာဒုက္ခရောက်နေတဲ့အချိန်ကာလမှာကာလက်ကဲ့သို့ဖျားနောက်ကိုလုံလုံလိုက်ခဲ့မယ်ဆိုရင် ခေပြုံနဲ့ဆိုင်တဲ့ကောင်းကြီးတွေကိုကာလက်ကဲ့သို့သင်ခံစားရမှာဖြစ်ပါတယ်။ဘုရားသခင်ကကာလက်ကိုခေပြုံပြီကိုအမွေပေးတယ်လို့သင်ကိုလည်းခေပြုံနဲ့ဆိုင်တဲ့ကောင်းကြီးမြင်လာတွေကိုအမွေပေးကျင်တာဖြစ်တယ်။ဒါကြောင့်မို့ခေပြုံရဲ့အတိတ်ဘယ်ကတော့အာဗြဟံကဲ့သို့ဖျားကောင်းကြီးတွေခံစားတဲ့နေရာဖြစ်တယ်။ ဟေဗျုံရဲ့အတိတ်ပဲကတော့ဒါဝိကဲ့သို့ဘုရားချီးမြှောက်တဲ့နေရာဖြစ်တယ်။ဟေဗျုံရဲ့နောက်ထပ်အတိတ်ပဲကတော့ခိုလုံခိုလုံရနေရာဖြစ်တယ်။ဘုရားရဲ့ကြွယ်ကခြင်းကိုခံရတဲ့နေရာဖြစ်တယ်။ဒါကြောင့်မို့ကာလကဲ့သို့ထတော်ဘုရားနောက်တော်သို့လုံလုံလိုက်တော်သူသည်ဘုရားသခင်ကောင်းကြီးမြင်္ဂလာဘုရားသခင်ချီးမြှောက်ခြင်းဘုရားသခင်ကြွယ်ကမဆာခြင်းဟေဗျုံရဲ့ကောင်းကြီးတွေခံစားမယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်။အားလုံးပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ။